အားလုံးမင်္ဂလာပါခုမြင်နေရတဲ့သူကတော့ကဘာပေါ်မှာမိမတွေရှိတာကိုလောဘကိုမသိခဲ့ပါဘူးသူအသက်40အထိအမျိုးသမီးတွေကိုလောဘကိုမမြင်ဘူးပေါ့အမျိုးသမီးအကြောင်းတော့သူမကြားခဲ့ဘူးပေါ့သူကတော်ကြီးထဲမှာကြီးပင်ရတဲ့သူတယောက်ဖြစ်ပါတယ်သူ့နာမည်ကဟိုဗန်လန်ဖြစ်ပါတယ်သူကိုဗီယက်နမ်နိုင်ငံကရွာတရွာမှာမွေးဖွားခဲ့ပါတယ် ဗီယနစစ်ပွဲမှာသူ့အမိကအမေရိကန်ဗိုလ်ကျဲချမှုကြောင့်တည်သွားခဲ့ပါတယ်။ဒါကြောင့်သူ့အဖေကသူနည်းနည်းအရွယ်နဲ့သူ့ကိုခေါ်ပြီးစစ်ပွဲဆောင်ဖို့အတွက်တောအုပ်ထဲမှာနေခဲ့ကြပါတယ်။အစာစားဖို့အတွက်အမေလိုက်ကြတယ်။တဘောဝတိတိတိကိုလည်းစားပါတယ်။သူကနေနေညနှမျိုးကိုပဲတိပါတယ်။ဒီလိုတွေကြာရင်နဲ့ဆယ်စုနှစ်ကြာသွားတော့ သူ့ဖေကစစ်ပွဲတွေပြီးပြီဆိုတော့ကိုလောဘကိုမယုံကြည်ပါဘူး။ဒါကြောင့်သူတို့ဟာတော်ထဲမှာအေးအေးဆေးဆေးနေခဲ့ပါတယ်။တနည်းမှာတော့တော်ထဲလာတဲ့ယူဝါသားတစ်ယောက်ကသူတို့ကိုတွေ့သွားပါတယ်။အဲချေကသူကအသက်40ကျော်ရှိနေပါပြီ။သူစိတ်ကဘာမှမသိတဲ့ကလေးတစ်ယောက်လိုဖြစ်နေပါတယ်။ကြားရတဲ့အခါသူ့အဖေဆိုးသွားပြီးသူလည်း ရွာထဲမှာပဲပျော်အောင်နှိမ့်ထိုင်ပါတယ်။ဒါပေမဲ့သူအသက်50ကျော်မှာတော့သူကင်ဆာရောဂါနဲ့တည်သွားခဲ့ပါတယ်။ဒီလိုလေးကိုအစိုးရကျေးဇူးပြုလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။